စစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတွေကြားထိတွေ့တိုက်ပွဲပြင်းထန်နေတဲ့မိုးပြည့်ရှိရန်စစ်မျက်နှာပြင်မှာကြာဆုံးခဲ့ရတဲ့အမှတ်၈၅တရင်နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ထဏောင်းစစ်ကြောင်းတပ်ခွဲတစ်ကဒုတက်ခွဲမှုရဲဘော်ငတရဲ့ဇာပနာအခမ်းအနားကိုမတ်လ24ရက်နေ့ကပြုလုပ်ပေးခဲ့တယ်လို့တရင်ကထုတ်ပြန်ပါတယ်။ရဲဘော်ငတဟာစစ်ကောင်စီတပ်ကိုခုခံတော်လှန်ရင်းနဲ့မတ်လ22ရက်နေ့ကရှေ့တန်းမှာပဲဒရုန်းထိမှန်ပြီးကြာဆုံးခဲ့ရတာပါ။ ဂျုံလောင်းကတော့မဆာ24ရက်နေ့မှာစာမနာပြုလုပ်ပေးခဲ့လို့သိရပါဗျ။ရဲဘော်ငတိဟာနေပြည်တော် PDF တက်ရင်ရဲ့အပတ်စဉ်နှစ်ကရဲဘော်ဖြစ်ပြီးတက်ရင်မှာနှစ်နှစ်ခွဲကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးတော့အားကိုးရတဲ့ရဲဘော်ကောင်းတစ်ယောက်ဖြစ်လို့သူတည်ဆုံရမှုအတွက်မိသားစုနဲ့ထပ်တူဝမ်းနေရပြီးအာဇာနည်သူရဲကောင်းအဖြစ်အတိမတ်ပြုလေးထားတယ်လို့တက်ရင်တာဝန်ရှိသူက DVB ကိုပြောပါဗျ။ လက်ရှိမိုးပြတိုက်ပွဲမှာနှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကတိုက်ဆုံတာတွေရှိသလိုတော်လိုင်းအင်အားစုကရဲဘော်တို့ချို့လဲတိုက်ဆုံမှုတွေရှိနေတာဖြစ်ပါရဲ့ရှင်။